မင်္ဂလာပါရှင်။ Kumilan News ကနေကြိုဆိုပါရစေ။တကယ်တင်ဆက်ပေးမယ့်သတင်းကတော့ဟာခမြို့နယ်ကဗန်ဟာကျေးရွာစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစာတင်ကျောင်းတွေ အလုံးရှားကြီးပိတ်ဖို့ City of Haka ချုပ်ပြန်ထားတယ်ဆိုတဲ့သတင်းမှာချင်းမီနယ်ဟာခမြို့နယ်ဗန်ဟာကျေးရွာကမူလာတန်းစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစာတင်ကျောင်းတွေအလုံးရှားကြီးပိတ်ဖို့ချင်းကာကွယ်ရေးတပ်ဟာခက အောက်တိုဘာ23ရက်နေ့မှာ ထုတ်ပြန်ပါတယ်။စစ်ကော်မရှင်က ောက်တိုဘာ23ရက်နေ့မနက်10:00နာရီခွဲဝန်းကျင်မှာတော်လန်ရေးတပ်ဖွဲ့တွေစီရေးလှုပ်ရှားမှုမရှိတဲ့ဘန်ဟာကျေးရွာစာတင်ကြောင်းကိုလေချောင်းကနေတိုက်ခိုက်တာကြောင့်ចောင်းသား2ယောက်သေဆုံးခဲ့တာပါစစ်ကောမရှင်ကစာတင်ကြောင်းနဲ့ចောင်းသားចောင်းသူတွေကိုပြစ်မှတ်ထားပြီး Jet Fighter တွေနဲ့တိုက်ခိုက်ဖျက်ဆီးနေတဲ့အတွက် CDF ဟာခဘဟုကောင်စီနဲ့ချိတ်ဆက်ထားတဲ့ចောင်းတွေအလုံးနောက်ထပ်ထုတ်ပြန်ကြမရှိသေးရယာယီပိတ်ထားဖို့ CDF ဟာခကညွှန်ကြားထားပါတယ်စစ်ကောမရှင်ကစာတင်ကြောင်းတွေဘုံကျဲတိုက်ခိုက်မှုဟာ တို့ရဲ့အတုရောင်ရွေးကောက်ပွဲမတိုင်မီပြည်သူတွေကိုအကြောက်တရားဖြစ်အောင်လှုပ်ဆောင်နေတာလို့ချင်းလူအခွင့်အရေးအဖွဲ့ CHRO ကလည်းထုတ်ပြန်ပါတယ်။အလားတူမင်းတပ်မြို့နယ်မှာလည်းစစ်ကော်မရှင်ကစာတင်ကျောင်းတွေကိုပြတ်မှတ်ထားပြီးတော့လေကျောင်းတိုက်ခိုက်လို့ကျောင်းသူကျောင်းသားတွေတိုက်ဆုံတဲ့အတွက်အော်တိုဘာလ10ရက်နေ့ကနေစပြီးတော့ကျောင်းတွေအားလုံးယာယီပိတ်ထားရပါတယ်။ချင်းမီနယ်ဟာမြန်မာနိုင်ငံမှာလူငယ်ကျောင်းထွက်နှုန်းအမြင့်ဆုံးရှိတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာပါဝင်နေလို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာရဲ့အောက်တိုဘာ6ရက်နေ့အစည်းအဝေးခန်းစာရဲ့ဖော်ပြချက်အရသိရပါဗျ။